မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တမလာ၂ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းရေစကြိုမြို့နယ်ခလာရ298တက်ကတပ်ပြောင်းရွှေ့လာတဲ့ဗိုလ်ကြီးဇော်လင်းရဲ့ပျက်စီးများနဲ့အိမ်အောင်ပရိဘောကများတင်ဆောင်လာတဲ့ကားတစ်စီးနဲ့ရွှေတန်းမှာတိတ်ဆုံးသွားတဲ့စစ်သားတအုပ်ရဲ့မိသားစုဝင်၂ဦးကိုပါဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ၂ရက်နေ့မနက်9:00နာရီအချိန်မှာရေစကြိုမြို့ ဖူလုံခလိုက်ရ2 5 8တက်ကတက်ပြောင်းတက်ချိန်ပြုတ်လို့ရန်ပစ္စည်းများတယ်ဆောင်လာတယ်ကန္နာကားကိုရေစကြိုပခောက်ကိုလမ်းခုလက်တနေရာမှာစောက်တန်း YSO PDF တက်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်အဲ့ဒီကားပေါ်မှာတင်ဆောင်လာတဲ့ပစ္စည်းတွေကတော့ခလိုက်ရ2 5 8တက်ကတက်ပြောင်းရွှေ့တဲ့ ဘူကြီးဇော်လေးရဲ့အိမ်အောင်ပရိဘောကပျက်စီးအများပြားကိုတင်စီရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီကားကကားဒရိုင်ဘာတဦးအပြင်လွန်ခဲ့တဲ့၈လဝန်းကျင်ရှမ်းမြောက်ဒေသမှာတိတ်ဆုံသွားခဲ့တဲ့ရေစကြိုခလာရ258တက်ကစစ်သားတဦးရဲ့မိသားစုဝင်တားမိ၂ယောက်ကိုပါဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ ဖန်စီတိန်စီရရှိခဲ့တဲ့ပစ္စည်းတွေထဲမှာအိမ်အောင်ပရိဘောကပစ္စည်းများဗိုလ်ကြီးဇော်လင်းရဲ့စစ်တင်တန်းစစ်လက်မှတ်များဗိုလ်ကြီးဇော်လင်းရဲ့လစာထုတ်အင်းဝဘန်စာအုပ်များတက်တွဲအပေါင်ခံလစာထုတ်ကတ်များဗိုလ်ကြီးဇော်လင်းရဲ့မင်္ဂလာဆောင်မှတ်တမ်းတပ်ပုံများဗိုလ်ကြီးဇော်လင်းရဲ့ကိုရဲကိုတာကြီးစားစာများစတာတွေကိုတိန်စီရရှိခဲ့တယ်လို့သိရပါတယ်တိန်စီရမိခဲ့တဲ့ကားဟာလဲစစ်ကောင်စီတပ်ကတိတ်တဆိတ်သုံးဆွဲနေတဲ့ကားဖြစ်တယ်လို့သိရပါတယ် စစ်ကောင်စီတပ်ကတိတ်တဆိတ်သုံးဆွဲနေတဲ့ကားဖြတ်တဲ့အတော့ဆောက်တဲ့ WSO PDF အဖွဲ့ကတော်လိုင်းလုပ်ငန်းစဉ်အသုံးပြုဖို့အတွက်တင်စီသွားမှာဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးရရှိတဲ့တပ်ဆိုင်ရာလူပုဂ္ဂိုလ်များကိုမြေပြင်တရင်အချက်လက်များနဲ့တိုက်ဆိုင်ဆစ်ဆေးသွားပြီးတော့အပြစ်မရှိတဲ့သူတွေကိုပြန်လည်လွတ်ပေးသွားမှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းထီးကြိုင်မြို့ကိုတက်လာတဲ့စစ်ကောင်စီတပ်ရဲ့စစ်သည်မောင်း၅စီးကို KI နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ရာနှစ်ထပ်စစ်သည်မောင်းနှစ်စီးထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တင်ဘာလ၁ရက်နေ့ညနေ9:00နာရီဝင်းကျင်အချိန်မှာထီးကြိုင်မြို့ကိုတက်လာတဲ့စစ်ကောင်စီတပ်ရဲ့စစ်သည်မောင်း၅စီးတဲကနှက်စီးကိုထီးကြိုင်တဲ့မြတောင်ကြားမှာ KI နဲ့ PDF တပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒ၎င်းတိုက်ခိုက်မှုကြောင့်နှစ်ထပ်စစ်သည်မောင်းနှက်စီးဟာလက်နက်ကြီးထိမှန်ပြီးတော့မီးလောင်ပျက်စီးသွားတယ်လို့သိရပါဗါဒကျန်တဲ့သင်းမော၃စီးဟာလည်းရေလမှာရက်တန့်ထားတယ်လို့သိရပါဗါဒကျန်ရှိနေတဲ့စစ်သည်မောင်း၃စီးကိုဆက်လက်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါဗါဒ အောက်ဘက်ကနေစံတက်လာတဲ့စစ်ခွေးတန်ခွန်ကြီးတင်းမော၅စီးကထီးချိုင်ကိုရောက်လာတယ်တင်းမော၂စီးကိုထီးချိုင်နဲ့မြတောင်ချောင်းမှာ KI နဲ့ပူပေါင်းအဖွဲ့တွေကပစ်ခတ်ဖျက်ဆီးလိုက်ပြီးကျန်တဲ့၃စီးကတော့ရေးလယ်မှာရက်နေတယ်ကျန်တဲ့၃စီးကိုလည်းပစ်ခတ်နေသေးပါလို့ KI ရဲ့သတင်းအရေးမြစ်ကပြောဆိုထားပါတယ်အဲ့ဒီစစ်တင်းမောများဟာ၎င်းတို့ဖျက်ဆီးသွားလာရာမြေကမ်းတစ်လျှောက်မှာရှိတဲ့ကြီးပါများကိုလက်နက်ကြီးများနဲ့တောက်လျှောက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်လန်ခီတစ်လျှောက်မှာလည်း PDF တပ်များကအဲ့ဒီစစ်တင်းမောများကိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်မှာရှိတဲ့စစ်တပ်စာသင်ကျောင်းများမှာစစ်အရာရှိများရဲ့ဇနီးများဆရာမများကကျောင်းလုံးဝမတက်တော့ဘဲနဲ့ထွက်ပြေးတင်းရှောင်ပြီးတော့စာလဲမတင်တော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်ဦးလွင်မြို့အမှတ်3အခြေခံပညာအထက်တန်းကျောင်းအပါအဝင်ကကပြည်လက်အောက်ခံ စစ်တပ်ကြောင်းများမှာစစ်အရာရှိများရဲ့ဇနီးများကြောင်းဆရာမများကစစ်ပွဲဖြစ်လာတော့မှကိုအကြောင်းပြပြီးတော့ကြောင်းလုံးဝမတက်တော့ဘဲနဲ့စာလဲမတင်တော့ဘူးလို့သိရပါတယ်။ဒါပေမဲ့လာစာကိုတော့ပုံမှန်ထုတ်ယူစားတောက်နေကြတယ်လို့သိရပါတယ်။စစ်တပ်လက်အောက်ခံအခြေခံပညာမူလာတန်းကြောင်းအလေတန်းနဲ့အထက်တန်းကြောင်းတွေမှာစစ်အရာရှိဇနီးကတော်တွေကြောင်းဆရာမတွေကလည်းကြောင်းလဲမတက်တော့ဘူး။တချို့တွေကတော့ထွက်ပြေးကုန်ပြီ။တချို့တွေကတော့ကြောင်းမတက်ဘဲနဲ့မလာကြတော့တာစာလဲမတင်တော့ဘူး။ကြောင်းသားတွေစာမတင်ရတာနှစ်လလောက်ရှိပါပြီ။မြို့နယ်တို့ခရိုင်တို့ကလည်းဘာမှထိထိရ ောက်ရောက်အေးမယူရဲဘူးပြီးတော့စာတင်ကြောင်းတွေမှာယာရုအလိုက်ခွဲခြားဆက်ဆံပြီးတော့တပ်ပုံစံနဲ့အုပ်ချုပ်နေပါတယ်လို့တပ်သတင်းရေးမြစ်ကပြောဆိုထားပါတယ်ဒါအပြင်မနေ့ညက9နာရီအချိန်မှာပြည်ဦးလွေမှာစစ်ကောင်စီတပ်များကလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့ပြီးတော့လက်နက်ကြီးအလုံးကြီး30နီးပါးပစ်ခတ်ခဲ့ကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်ပြည်ဦးလွေကအမြောက်တွေနဲ့မနေ့ည9နာရီကမှပစ်ခတ်တန်းတွေကြားနေရတယ်ပစ်ခတ်တန်းတွေအလုံးကျဲလောင်စွာကြားခဲ့ရတယ်ပြည်ဦးလွေဘက်ကနေနောင်ချိုတောင်ခမ်းဘက်ကိုလှမ်းပစ်တာလို့သိရတယ် ်ပြင်းလွင်တမျိုးလုံးကတော့မင်းညကအထိတ်လန့်ဖြစ်ခဲ့ရတယ်လို့ပြင်းလွင်ဒေသခံပြည်သူတို့ကပြောပြခဲ့ပါဗျ။လက်တလောပြင်းလွင်မှာစစ်ကောင်စီတပ်ကလုံခြုံရေးများအထုတွန်းပြင်ထားပြီးတော့ရက်ွက်များအတွင်းကိုလူစိမ်းတွေဝင်ရောက်လာပါကချက်ချင်းအကြောင်းကြားရန်ရက်ွက်နဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့များထံကိုစစ်ကောင်စီကညွှန်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတာယာဝတီခရိုင်လက်ပတန်းမြို့နယ်ပြင်ကတော့ကြည်ရအုပ်စုအုပ်ချုပ်ရေးမှူးထင်းနိုင်ကိုပြစ်ခတ်ရှင်းလင်းရာနေအမရင်တည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ၁ရက်နေ့ည7:00နာရီအချိန်ကလက်ပတန်းမြို့နယ်အနောက်ဘက်ချမ်း ARD မြေကမ်းဘေးမှာရှိတဲ့ပြင်ကတော့ကုန်ကြည်ရမှာနေထိုင်တဲ့ပြူစော်ဒီကောင်းဆောင်အုပ်ချုပ်ရေးမှူးထင်းနိုင်ကိုရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ကတနက်နေ့တစ်ချက်ပြစ်ခတ်ရှင်းလင်းရာတည်ဆုံသွားတယ်လို့သိရပါတယ်။ဒီကနေ့စက်တမလာ၂ရက်နေ့မနက်6:00နာရီအချိန်ကမှာတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲ များရောက်ရှိလာပြီးတော့အလောင်းကိုတည်ဆောင်သွားတယ်လို့သိရပါတယ် ဒီနေ့မနက်6:00နာရီခွဲလောက်မှာရဲခွဲတွေအဲ့ဒီရွာကိုရောက်လာပြီးတော့မနက်7:00နာရီခွဲလောက်ကျတော့မြို့ကိုအလောင်းတည်သွားတယ်လို့သိရပါတယ်သူကိုကျွန်တော်တို့က2022ခုနှစ်ကလေးကသတိပေးစာထုတ်ပူးပါတယ်သူကပြူစောရီးခေါင်းဆောင်လည်းဖြစ်တယ်လို့စစ်ကောင်စီရဲ့အဓိကထောက်တိုင်မှာလောင်းကစားဝိုင်းတွေလုပ်ပြီးတော့ငွေရှာပေးတယ်စေးကြောက်စိုက်ခင်းတွေစိုက်ပြီးတော့ငွေရှာပေးတယ်စစ်မှုထမ်းအကြောင်းပြပြီးတော့ပြည်သူလူထုအပေါ်ငွေတောင်းခံတာတွေလုပ်တယ်သူကြောင့်အပြစ်မဲ့တဲ့ပြည်သူ၁၀ဦးထက်မနည်းဖမ်းဆီးခံရဖူးပါတယ်လို့ရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အုတ်ချုပ်ရေးမှုထင်းနိုင်ဟာ စိတ်ကောင်းစီရဲ့တောက်တိုင်အမာခံတအုပ်ဖြစ်ပြီးတော့၎င်းရဲ့သတင်းပေးတိုင်ကြားမှုကြောင့်ဒေသခံပြည်သူ၁၀ထက်မနည်းဖမ်းဆီးခံရကပြည်သူတချို့တိမ်းရှောင်နေရခြင်းစစ်ကောင်စီအလိုကြပြည်သူများအတင်းအကျပ်ချင်းချောက်ပြီးတော့စစ်မှုထမ်းရန်လူစုပေးခြင်းနဲ့ ငွေကြေးကောက်ခံခြင်းလောင်းကစားဝိုင်းများကိုဥဆောင်လောက်ကန်ပြီးတော့စက်ကြေးကောက်ခံခြင်းစေးကြောက်ပေများကိုကိုယ်တိုင်စိုက်ပြိုးတဲ့အပြင်တခြားပြည်သူတွေကိုလည်းအခကျင်းဝယ်ယူပြီးတော့စိုက်ခိုင်းခြင်းပြည်သူပိုင်းမြေလူကျွန်းများကိုဒေသခံများအားတရားမျှတစွာခွဲဝေခြင်းမရှိဘဲနဲ့ပြူစောတိခေါင်းဆောင်ထေးအောင်ဝရစိန်ဆိုသူတို့နဲ့ပူးပေါင်းကမတရားသိမ်းယူပြီးတော့ရောင်းစားနေခြင်းတို့ကိုလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါတယ်လက်ပံမျိုးနဲ့ပြင်းကြုံချိပါအုပ်စုအုပ်ချုပ်ရေးမှုထင်းနိုင်ကို 水凉面，比如讲，我一大盘个，软欧洋气，色鲜艳，偏的，水嫩安全，偏椒，多人也喜欢的，怎么样？<noise> နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့နယ်မှာဖွင့်လှစ်ထားတဲ့ MAI ရုံးခွဲကိုစက်တင်ဘာလ1ရက်နေ့ကစတင်ပြီးတော့ပိတ်သိမ်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့နယ်ချမ်းရည်သာဆန်မြို့နယ်88လမ်း29လမ်းနဲ့လမ်း30ကြားဟေမာဇလက်ရက်မှာဖွင့်လှစ်ထားတဲ့ MAI လေကြောင်းရုံးခွဲအားစက်တင်ဘာလ1ရက်နေ့ကနေစတင်ပြီးပိတ်သိမ်းထားမယ်လို့ MAI လုပ်ငန်းကကြိုတင်အသိပေးကြေညာခဲ့တယ်လို့သိရပါပါတယ်။အဲ့ဒီရုံးခွဲကို2019ခုနှစ်ဩဂတ်လ9ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါပါတယ်။မန္တလေးမြို့မှာတိုက်ပွဲများနှီးကပ်လာတဲ့ တော့ MAI ရုံကန်ပိတ်သိမ်းရခြင်းဖြစ်တယ်လို့မြို့ကန်များကယူဆနေကြပါတယ်သူတို့နေရာကတက်နယ်လဲနှီးတော့ပိတ်လိုက်တာဖြစ်မယ်လို့မန္တလေးမြို့ကန်တအုပ်ကပြောပါတယ် ဒါပေမဲ့ online အကြောင်းများနဲ့ကိုယ်စားလှယ်များကြောင့်မန္တလေးရုံးခွဲပိတ်သိမ်းရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီးတော့ social media မှာပြန့်နှံ့နေသလိုလုံးဝမဟုတ်ဘူးလို့ MAI ကညှင်းဆုံထားပါတယ်။လူမှုကွန်ရက် media များမှာမန္တလေးမြို့မှာတိုက်ပွဲများဖြစ်ပွားလာနိုင်တဲ့အတွက်ပိတ်သိမ်းလိုက်ခြင်းဖြစ်တယ်လို့ပြောဆိုနေကြပါတယ်။ရုံးခွဲပိတ်လိုက်တော့လေလက်ရှိမှာ MAI လေးလက်မှတ်များအားပုံမှန်အတိုင်းရောင်းချပေးနေလေဖြစ်ကြောင်းမန္တလေးမြို့ကလေးလက်မှတ်အယောင်ကိုယ်စားလှယ်တချို့ကပြောပါတယ်။ MAI ဟာမန္တလေးအပြည်ပြည်ဆိုင်ရာလေးစိမ့်မှာတော့လက်မှတ်ရောင်းချရေးရုံးကိုပုံမှန်အတိုင်းဆောင်ရွက်ပေးသွားမယ်လို့ဆိုပြန်ပါတယ်။ လေချောင်းလိုင်းရုံးခွဲကဝန်ထမ်းများကမနေရဲတော့တဲ့အတွက်ရုံးပိတ်လိုက်ရခြင်းဖြစ်ပြီးတော့လေချောင်းလိုင်းကတော့ဆက်လက်ပြန်တမ်းပြေးဆွဲနေစေဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။ MAI လေချောင်းလိုင်းနဲ့အေကံဘောဇလေချောင်းလိုင်းတို့ဟာ ခရိုနီဦးအောင်ကိုဝင်းရဲ့ကမ္ဘောဇာကုမ္ပဏီအုပ်စုကပိုင်ဆိုင်ပြီးတော့အဲ့ဒီလေကြောင်းလိုင်းနှစ်လိုင်းရဲ့စီမံခန့်ခွဲမှုကိုတော့အခြားခရိုနီတအုပ်ဖြစ်တဲ့ဦးအောင်အောင်ဇော်ရဲ့24 hour group ကလုတ်ကင်နေခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီအုပ်စုအတွက် ADR လေရင်များပြန်တန်းနိုင်ရန်ကူညီပေးနေတဲ့ပြည်တွင်းနဲ့နိုင်ငံတကာကုမ္ပဏီများထဲမှာ24 hour group လည်းပါဝင်ပြီးတော့နိုင်ငံတကာကတန်ခတ်အရေးယူရန် Justice for Myanmar JFM က ဩဂတ်စ်လ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်မန္တလေးမြို့ဟာတိုက်ပွဲများနဲ့နှီးကပ်လာပြီးတော့မန္တလေးစီပင်နယ်နိမိတ်ဖြစ်တဲ့ပသိမ်ကြီးမြို့နယ်မှာတင်တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးက မန္တလေးတိုင်းစေကူးမြို့နယ်တမြို့နယ်လုံးတပိတ်ချင်းမြို့နယ်အတွင်းမှာစစ်ကောင်စီရဲ့တပ်စခန်းပေါင်း10ခုထက်မနည်းကိုသိမ်းပိုက်ထားတဲ့အပြင်မန္တလေးနဲ့အနီးဆုံးမရိယာမြို့နယ်အတွင်းမှာလည်းတပ်စခန်းပေါင်း35ခုကိုသိမ်းပိုက်ထားတယ်လို့သိရပါဗျ။ဒါအပြင်မန္တလေးနဲ့နေပြည်တော်ခရီးအလံမွေးရတော့ဘူးလို့မန္တလေး PDF ကသတိပေးထားပါဗျ။ဩဂတ်စ်လနောက်ဆုံးပတ်အတွင်းမှာအာနာသိန်းစစ်ကောင်းဆောင်ကမန္တလေးမြို့ကိုလာရောက်တဲ့အချိန်မှာ၎င်းရဲ့လက်အောက်ခံခရိုင်အစ်စ်ဝန်ထမ်းများလုံခြုံရေးသတိပြုရန်မှာကြားသွားခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆလဘီတင်ဆက်ပေးရမယ်တရင်ကတော့ကချင်ပြည်နယ်မြေကြီးနားမြို့မှာပြီးခဲ့တဲ့နှစ်ရက်တာအတွင်းလက်နက်ကြီး၃ချိန်ကြက်ရောက်ပောက်ကွဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ28ရက်နေ့နဲ့31ရက်နေ့တွေမှာမြေကြီးနားမြို့ရွှေညောင်မေရက်ကွက်နဲ့ကြက်ပောင်ချက်ရက်ကွက်နေရာ၃ခုမှာလက်နက်ကြီးကြက်ရောက်ပောက်ကွဲခဲ့တာဖြစ်တယ်လို့မြေကြီးနားမြို့ကအမျိုးသမီးတအုပ်ကပြောပြခဲ့ပါဗျာ။ 28ရက်နေ့ကရွှေညောင်မေရက်ကွက်တရုတ်စာတင်ကျောင်းရဲ့အောက်ချိုင်ဘက်မှာတလုံးကြတယ်ပြီးတော့ကျပ်ပောင်ချန်ရက်ကွက်မြေကန်နဘေးမှာတလုံးကြတယ်31ရက်နေ့ကဂေါ်ရခါနှစ်ချင်းအတင်းတော်ဖရာကျောင်းသားမှာတလုံးကြတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ